ားလုံးမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Copa del Rey Final အဖြစ် Real Madrid နဲ့ Barcelona တို့ Spain က Sevilla က Sevilla ရဲ့ကွင်းမှာ ကန်တဲ့အချိန်မှာထုံးစံတိုင်းမတိုင်ခင်တည်းကဒလန်ချီရဲ့ Heat တွေ ဝင်လေပြဿနာတွေအားလုံးနဲ့ဒီပွဲကိုစခဲ့ပြီးတော့မှဒီပွဲကဘုံလောကမှာအချိန်တော်ကြာပျောက်ဆုံးနေတဲ့အကောင့်တကအကောင်းဆုံး feature တစ်ခုကိုပြအသက်သွင်းတဲ့ပွဲဖြစ်တယ်။ဘာဆိုနာနဲ့ Real Madrid တို့ဘာဆိုနာကတကူးသွင်းတယ်မတွေ့ကနှစ်ကူးပြန်သွင်းတယ်ဘာဆိုနာကတကူးပြန်ချီတဲ့အချိန်ပိုရောက်တယ်။ ချိန်ပိုပြီးကန်ဒီမှာ choose conte သွင်းပြီးတော့ Barcelona ဟာ3-2နဲ့နိုင်ပြီးတော့ champion ဖြစ်သွားတယ်ဒါက Barcelona နဲ့ Hansi Flick တို့ DRD ဒုတိယမြောက်ဖလား Copa del Rey မှာတော့2021 Laporta ပြန်ရောက်ပြီးတဲ့အချိန်မှာ champion ဖြစ်ပြီးဒါနောက်ထပ် champion ဖလားအနေနဲ့32ချိန်မြောက် champion ဖြစ်ခဲ့တာဖြစ်တယ်တစ်ဖက်မှာတော့ La Liga ဘောလုံးဖွဲ့ချုပ် Javier Tevez ရောစပိန်ဘောလုံးဖွဲ့ချုပ် RFF တာဝန်ရှိသူတွေအားလုံးကလည်းမမျှော်လင့်ထားတဲ့အခြေအနေတွေအားလုံးကနေပွဲကိုအကောင်းဆုံး းနဲ့အရှိန်အမြင့်ဆုံးအဆုံးတတ်နိုင်ခဲ့တဲ့သူကတကယ်ကိုကျေနပ်မိတယ်လို့ဆိုတယ်ဒီဘွဲကပေးသက်တယ်သူကဒီသားဆန်တို့ချင်းနနက်တနားကြီးကျော်လောက်မှပြားတဲ့ဘွဲဖြစ်ပြီးတော့ကျွန်တော်တို့ခရစ်စတီယာနိုရယ်ဒိုနဲ့လီယိုမက်ဆီတို့နောက်ပိုင်းနောက်ထပ်အကောင်းဆုံးအကလစီကိုဘွဲနဲ့အဆုံးတတ်ခဲ့တာဖြစ်တယ်ဆိုတော့ဘာဆိုနာအသင်းနီးပြဟန်စီဖလစ်ကဒီဘွဲမတိုင်ခင်မှာကစားမတွေကိုဒီဘွဲတွက် enjoy ဖြစ်အောင်ကစားဖို့နဲ့ကိုယ့်အလုပ်ကိုယ်တိုင်ကိုကောင်းကောင်းလုပ်ဖို့ပဲသူကတိုက်တွန်းခဲ့ပြီးတော့ ါဟာသူတို့ပွဲစဉ်ဖြစ်ပေါ်ယုံကြည်မှုအပြည့်ဝရှိကြောင်းဆိုခဲ့တယ်။ဟာစီဖလစ်ရဲ့အဆိုအတိုင်းဟာစီဖလစ်ကတကယ်ကိုအရေးသွေးပြထိုက်တန်ပြီးတော့သူတို့ဒီယာဒီမာမက်ဒရစ်ကို၃ချိန်ထိနိုင်ခဲ့တာဖြစ်တယ်။ လာလီဂါမှာ၄ခုပြတ်စူပါကပ်မှာ၅ခု၂ခုနဲ့ဒီချိန်မှာ၃ခု၂ခုနဲ့နိုင်ခဲ့တာဖြစ်တယ်။ဘာဆိုနာကတော့ယမားကိုကမ်းလာမယ်ဆိုတဲ့သတင်းတွေအားလုံးကိုပေချပြီးသူ့ကိုရောင်းချသွားမှာမဟုတ်ပဲစာချုပ်တစ်ချုပ်ဆိုသွားဖို့ရှိကြောင်းနဲ့ရာဖင်ညာကိုလည်းတေချာပေါက်ဆက်ထိန်သွားမှာဖြစ်တယ်လို့ဆိုတဲ့ဘာဆိုနာအနေနဲ့သူ့ရဲ့တောင်းပန်ကစားမတွေအားလုံးကိုဆက်ထိန်ထားပြီးတော့ဒီကစားမကို အသင်းမှာဆက်ရှိမှာဖြစ်တယ်လို့ဆိုထားပါတယ်။ဘာဆိုနာအသင်းက Robert Lewandowski ကိုဆက်ထိန်မှာဖြစ်လို့ Ferran Torres ကလည်းအသင်းကထွက်ခွာဖို့အစီအစဉ် ်ရှိကြောင်းဆိုထားပါတယ်။ထော်ရီကတော့ဒီအာတီမာဘာဆိုနာတို့တကယ်ကို crucial part player တယောက်ဖြစ်ခဲ့ပြီးတော့မှ Copa del Rey ရဲ့ final မှာ Chepa ကိုတွင်းခဲ့ပြီးတော့ဘာဆိုနာကိုအချိန်ပိုရအောင်ဆွမ်းဆောင်ပေးခဲ့တာပါ။ ရဲမတွေ့နဲ့ကာလိုအန်ချလိုတီကတော့ဒီပွဲမှာတကယ်ကိုစိတ်ပြတ်စရာအခြေအနေရှိတယ်အန်ချလိုတီကတော့ဒီပွဲပြီးမှာဒါရဲမတွေ့အသိနီးပြရာတို့ကထုတ်ပယ်ခံရဖို့ရှိတယ်ဆိုတဲ့သတင်းတွေတက်နေသည့်တည်းအောင် Frontino Pires ကတော့သူ့ကိုယာတီကုံထီခွင့်ရထပ်ပေးဖို့ရှိပြီးတော့မှယာတီကုံမှာအပြောင်းလဲလုပ်ဖို့ရှိချောင်ဖော်ပြထားတယ်။လက်ရှိမှာတော့ Ancelotti ဒါ Madrid ကထုတ်ခြင်း Real Madrid အသင်းရှိကနေ Brazil ကတေချာပေါက်ခေါ်သွားဖို့အသင်းရှိချောင်နဲ့ 2026ကမ္ဘာဖလားပြိုင်ပွဲကို Ancelotti ကိုင်တွဲဖို့သူတို့ဘက်ကယုံကြည်မှုအပြေအဝရှိကြောင်းဆိုပါတယ်။ Madrid က Adegula ကိုအလိုက်ပေးပြီးတော့ဒီဘက်က Chelsea သင်းရဲ့ကွင်းလည်ကစားမှာ Enzo Fernandez ကိုခေါ်ယူခြင်းနဲ့ဆိုပြီးသတင်းတွေတက်နေပါတယ်။ Adegula plus ယူရိုတန်း40နဲ့အန်ဆိုဖရန်တက်စ်ကိုစိတ်ဝင်စားလျက်ရှိတယ်လို့ဖော်ပြထားတယ်ကိုပါတရီဖိုင်နယ်မှာပွဲပီကန်နီဖြစ်ခဲ့တဲ့အခြေရကြောင့်ပဲအန်တိုနီယိုရူဒီကာကအနီးကပ်ပြခံရတယ်လူကတ်စ်ဖက်စကအပါဝင်အနီးကပ်ပြခံရခဲ့တဲ့မှာလက်ရှိနေထားရအန်တိုနီယိုရီကာဟာကွင်းလယ်တလူကြီးကိုရေပလင်းနဲ့ပစ်ပေါက်ခဲ့တဲ့ဖြစ်ရကြောင့်၄ပွဲကနေ၁၂ပွဲထိပွဲပေခံရဖို့ရှိကြောင်းဆိုထားပါတယ် အတလတီကိုမတ်တွေကဟူလီယန်အေဗရက်စ်ထွက်မယ်ဆိုတဲ့သတင်းတွေကိုညှင်းဆန်ထားပြီးအေဗရက်စ်ကိုအသင်းမှာကာလာရှီချာစာချုပ်ချုပ်ဆိုထားပြီးအသင်းမှာစထိန်ထားသွားမှာဖြစ်ကြောင်းဆိုထားပါတယ်လီဗာပူးတင်ကတော့မိုဟာမက်ကူဒုစ်ကိုတောက်လျှောက်စိတ်ဝင်စားလေးရှိတယ်ဝက်ဆန်အင်းနဲ့ဆော်ဒီကလပ်အာနာစာဘာဝင်ထိပ်တန်းကလပ်တွေကတန်တရာကျော်လောက်ကမ်းလှမ်းဖို့မျှော်လင့်ထားတဲ့ချိန်လီဗာပူးကကူဒုစ်ကိုခေါ်ဖို့ဆန္ဒရှိပြီး ေါင်သား90လောက်နဲ့ခေါ်ကြည့်နေတာဖြစ်တယ်။လီဗာပူးအနေနဲ့ Trent Alexander Arnold မှာအစားထိုးနိုင်ဖို့အတွက်လည်းသူတို့ဘက်ကတောက်လျှောက်ကြိုးပမ်းနေဆဲဖြစ်တယ်။ ကော်နာဘရန်လီကိုတက်တန်းထပ်တို့မှာဖြစ်ပေမဲ့ Northern Forest ကအင်နာအပါဝင်တပတ်က Jeremy Frame ပေါင်နဲ့နောက်ထပ် right back တယောက်ကိုလည်းအသေးအံရှာဖွေနေတယ်လို့ဖော်ပြထားပါတယ်။ Manchester United ကရာသီကုန်မှာထွက်ပိုသေးချာနေတဲ့ Victor Lindelof ကို Premier League club တွေအများစုကအလိုချင်နေတယ်။ဒါသူကလည်း Premier League မှာဆက်ရှိခြင်းနဲ့အတွက် Everton Fulham နဲ့ ဝက်ဆန်အပါဝင်ဝူဗာဟန်တန်အသင်းတွေကစိတ်ဝင်စားလဲရှိတာပါအန်ဒရီအိုနာနာကတော့မန်ယူနိုက်တက်ကထွက်ခွာဖို့နီးစပ်နေတဲ့အချိန်သူ့ရဲ့အေဂျင့်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာသွားနိုင်ပြီးတော့အသင်းတစ်ခုရှာဖွေဖွေရှိလို့ဆိုထားတယ်ဒါပေမဲ့လည်းမန်ချက်စတာအီဗနစ်စတန်တက်ရဲ့ပေါ်ပြချက်ရာအိုနာနာကယူနိုက်တက်မှာပေါင်3.5တန်းရှိတဲ့အိမ်အစ်တစ်လုံးကိုဝယ်ယူထားတဲ့အတွက်အသင်းမှာစက်နေနိုင်ပွဲရှိတယ်လို့ဆိုထားပါတယ်ထော်တနဟော့စ်ပါကတော့အခုအန်နီယာမှာအစားထိုးဖို့အတွက်ထိတ်တန့် ီးပြားနေတဲ့ကကာလိုအန်ချလိုတီနဲ့ယာဂန်ကလော့ကိုစိတ်ဝင်စားတယ်ဆိုပြီးသတင်းတက်နေတယ်။အစောပိုင်းတုန်းကမူရှီပူချီတီနိုတို့ဖရန့်လမ်ပတ်တို့ဂျိုဆီမော်ရီညိုတို့ကိုခေါ်ချင်တယ်ဆိုတဲ့သတင်းတွေတက်ပြီးတော့မှအန်ချနီယာမှာယာဂန်ကလော့နဲ့ဂျာဗီအလွန်ဆိုကာလိုအန်ချလိုတီတို့ကိုစိတ်ဝင်စားလျက်ရှိလို့ဆိုပါတယ်။စပါနေနဲ့လက်ရှိနေထားရဂျိမ်းစ်မက်ဒီဆင်ကအန်စထရိုက်ရင်တော့သူအသင်းမှာတေချာပေါက်ဆက်နေသွားမှာဖြစ်တယ်လို့ဆိုထားလို့ထော်တန်ဟော့စပါအသင်းရဲ့အသင်းကောင်းဆောင် စွန်းကလည်းအသင်းမှာတေချာပေါက်ဆက်နေဖို့စံနာရှိတယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာတော့ Manchester City က Rodrigo စာချုပ်တိချုပ်ဆိုမှာပါ Real Madrid ကစိတ်ဝင်စားတယ်ဆိုတဲ့သတင်းတက်လာပြီးနောက် City က Rodrigo ကာလာရှီချာတက်တန်းတို့စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ Man City အနေနဲ့အခုလောလောဆယ်နေထားရတော့ De Bruyne နေရာအစားထိုးမဲ့သူအပါဝင်ညာနောက်ခံလူဘယ်နောက်ခံလူ position တွေကိုလည်းကြည့်နေပြီးတော့လွေရာတီမှာ City ကအပြောင်းလဲတွေများစွာလုပ်ဖို့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ အာဆနယ်သင်းကလည်းတိုက်စစ်မှုရှာပုံတော့ဖွင့်နေတဲ့အချိန်မှာ Football Insider ရဲ့အဆိုအရ Aston Villa ကရောင်းချပွဲရှိနေတဲ့ Oliver Kahn ကို ပြင်မှတ်ထဲမှာထဲသွင်းထားတယ်။သူတို့က Yorkres ရဲ့ Benjamin Sakho အပါအဝင် အခြားပြစ်မှတ်တွေကိုကြည့်ပေမဲ့လက်ရှိချိန်ဒီအိုလီဝီကင်ကိုသူတို့ရဲ့တိုက်စစ်ထဲမှာထည့်သွင်းထားတယ်လို့ဆိုပါတယ်ဂျူဗန်တက်စ်ကယူရိုတန်လီစင်လောင်းနဲ့ရောင်းဖို့ပြင်နေတဲ့ဗလာဟိုဗစ်ကိုဘိုင်မြူနစ်နဲ့အာစနယ်ကဆက်သွယ်လေးရှိတယ်လို့ Tutu Sport ကဖော်ပြထားတယ်စီဒီကလပ်ကတော့စာချုပ်တစ်နှစ်ပဲရှိတဲ့ဗလာဟိုဗစ်ကိုရောင်းချဖို့ပြင်ဆင်နေပြီးသတ်တမ်းမတူတော့တဲ့အတွက်နွေရာသီမှာထွက်ခွာခွင့်ပြုမှာဖြစ်ပြီးမြောက်လန်ဒန်ကလပ်ကလိုနေတာပါ ဒီကအတီတာကတော့ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ပထမအကြိမ်မှာပါတီမပါအောင်သူတို့အကောင်းဆုံးပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။သောမတ်စ်ပါတီကရမ်မတွင်းနဲ့ဒုတိယအကြိမ်မှာဝါကက်ထီတဲ့အတွက်ပွဲပေးခံထားရတဲ့ချိန် PSG တဲ့ပွဲမှာပွဲပေးခံထားရလို့သူ့အနေနဲ့အဲ့ပွဲကိုအကောင်းဆုံးကာပါဖြစ်ဖို့ပြင်ဆင်ထားတာပါ။ မန်ယူနိုက်တက်ကိုပြောင်းဖို့တေချာသောနီးစပ်နေသည့်တိုင်အောင်ဂျူဗန်တက်စ်ကမဒီယက်ကူညာကိုခေါ်ချင်နေသူတစ်ဖက်မှာလည်းဆော်ဒီကလပ်တွေကအသေးအံလိုက်နေခုလောလောဆယ်နေထားရမဒီယက်ကူညာကို လိုချင်တဲ့အသင်းတွေထဲမှာ United ကရုပ်ချင်းဝင်အပြေးဝပေးခဲ့ဖို့စီစဉ်နေတဲ့အချိန် Saudi နဲ့အခြားကလပ်တွေကလိုက်နေတာပါ Chelsea အသင်းရဲ့နီးပြ Anzo Maresca ကိုယာတီကုံမာကလပ်ကထုတ်သွားနိုင်ပွဲရှိတယ်ဆိုတဲ့သတင်းတွေတက်နေတယ်2026ဒီစာချုပ်ချုပ်ဆိုထားတဲ့တိုင်အောင် Chelsea အသင်းက Anzo Maresca ရဲ့အရည်အသွေးကိုနည်းနည်းတန်ပြရှိတဲ့အတွက်အပြောင်းလဲလုပ်သွားနိုင်ပွဲရှိတယ်လို့ဖော်ပြထားပါတယ်တစ်ဖက်မှာတော့ Chelsea အနေနဲ့ Jadon Sancho ကိုအပြီးသတ်မှာဖြစ်ပေမဲ့ သူတို့ဘက်ကတောင်ပံကစားမအသစ်တွေကိုလည်းစိတ်ဝင်စားလျက်ရှိတယ်။အခု AC Milan ရဲ့တောင်ပံကစားမ Rafael Leao ကိုတော်တော်လေးသဘောကျလျက်ရှိပြီးတော့ဒီစားမကို Chelsea ကစိတ်ဝင်စားသလိုတစ်ဖက်မှာလည်း Borussia Dortmund ရဲ့လူငယ်ကစားမ Jimmy Gintes ကိုလည်းစိတ်ဝင်စားလျက်ရှိပါတယ်။ Chelsea အနေနဲ့ Goldma နေရာအတွက် Goldma အသစ်ခေါ်ယူဖို့အစီအစဉ်မရှိတော့ဘူးလို့ဆိုထားသည့်တိုင်အောင် Borussia Dortmund ရဲ့ Goldma ခုဘက်ကိုဆက်သွယ်ထားကြောင်းဖော်ပြထားပါတယ်။ဒီ Goldma ကိုလိုချင်တဲ့အသစ်တွေရှိတဲ့အချိန်မှာ Chelsea ကစိတ် ဝင်စားလျက်ရှိပြီးခေါ်ချင်နေတယ်လို့ဖော်ပြလာပါတယ်။ Ipswich Town ကတော့ Premier League ကတန်းဆင်းသွားပြီးနောက်သူတို့ရဲ့တိုက်စင်မှုလီဝန်ဒီလက်ကိုရောင်းချဖို့ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ဒီလက်ကိုလက်ရှိမှာ Man United, Chelsea ပါဝင် Premier League club တွေထဲက Newcastle နဲ့ထိပ်တန်း club တွေအားလုံးလိုက်နေတဲ့အချိန် Ipswich Town ကတော့အန်တုံးစင်နဲ့ရိုချီစာချုပ်ကြောင့်ဒီကစားမကိုထွက်ခေါက်ခင်းပြူအပ်ဖို့ရှိကြောင်းဆိုပါတယ်။ ဂျာဗီစီမွန်ကမန်ယူနိုက်တက်အသင်းနဲ့တင်းတောက်လျှောက်တက်နေတဲ့အချိန်မှာတစ်ဖက်မှာလီဗာပူးကလည်းစိတ်ဝင်စားလေးရှိတယ်။လိုက်ပစ်ကတော့သူ့ရဲ့နယ်သာလန်ကွင်းလေကစားမကိုယူရိုတန်း80ရရင် ရောင်းချသွားဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့အပြိုတန်းကလပ်ကနေချန်ပီယံရှစ်တီဘက်တူဘက်၃နှစ်ဆက်တိုက်တန်းတက်လာတဲ့ Rexham အသင်းကို Leicester City ကထွက်ခွာလာတဲ့ Jamie Vardy ကသွားရောက်ကစားဖို့ရှိနေတယ်။အခုလောလောဆယ်ဆွေးနွေးမှုတွေရ Rexham အသင်းကို Jamie Vardy ကစားဖို့စန္ဒအပြေအဝါရှိကြောင်းဖော်ပြထားပြီးတော့ဒီကစားမကသူကိုယ်တိုင်ကလည်းဒီသင်းနဲ့ဆက်သွယ်မှုရှိနေတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်။အချိန်ထဲမှာပဲ Aston Villa အသင်းရဲ့ဒီပြ United America FA Cup semi final မှာရှုံးနေခဲ့တဲ့သူအသင်းနဲ့ပတ်သက်လို့စိတ်ပြည့်လေရှိလို့မထင်မှတ်ပဲနဲ့လီပွဲစဉ်မှာရောချန်ပီယံလိမာရောဒီပွဲစဉ်၃ပွဲလုံးရှုံးနေကြတာကတကယ်ကိုလက်ခံဖို့ခက်ခဲလွန်းတယ်လို့ဆိုလိုက်ပါတယ်။ Brighton ကသူတို့ရဲ့ကွန်လက်ဇာမှာ Joao Petro ကိုရောင်းထုတ်ဖို့အစီအစဉ်မရှိကြောင်းကြေညာထားတယ်။လက်ရှိမှာ Joao Petro, Mitoma, Balibar နဲ့သူကစားမ၃ယောက်ကို Premier League ကလပ်တွေကစေဝစားမှုကိုအဆုံးသတ်ပြီး အသေးမှစက်ထိန်ထားသွားဖို့ရှိကြောင်းဖော်ပြထားပြီးတော့ဒီစားမဒီကိုလိုချင်တဲ့အသေးနေနဲ့တန်းတရာအထက်ပေးမှပဲလက်ခံစဉ်းစားပွဲရှိတယ်လို့ဆိုပါတယ်ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာသင်ပါအားလုံးကျေးဇူးတင်ပါတယ်